င်းရဲ့ခန္ဓာကိုယ်ပေါ်မှာဒီလိုမျိုးထူးဆန်းတဲ့အဖြစ်အပျက်ကွက်လေးတွေပေါ်လာပြီဆိုရင်ဘာယောဂါများဖြစ်နေလဲဆိုပြီးတော့စိုးရိမ်နေတာမျိုးရှိပါသလားဒီလိုအဖြစ်အပျက်လေးတွေကတကွက်တည်းလေးပေါ်လာမျိုးဖြစ်နိုင်တယ်ဒါမှမဟုတ်ရင်အကွက်အများကြီးပေါ်လာမျိုးလည်းဖြစ်နိုင်တယ်ပေါ့နော်ဒါဆိုရင်ဒီလိုအဖြစ်အပျက်ကွက်လေးတွေကဘာကြောင့်ဖြစ်စေနိုင်လဲဆိုတာသိချင်တယ်ဆိုရင်ဒီဗီဒီယိုလေးကိုစုံအောင်ကြည့်ပေးပါမင်္ဂလာပါကျွန်တော်ကတော့အရေးပြားနဲ့ထွေထွေယောဂါများကိုအွန်လိုင်းနဲ့ကုသပေးနေတဲ့ဆရာအောင်ဒေါက်တာနေသာတော့ဖြစ်ပါတယ် ဲတော့သတင်းကောင်းတစ်ခုရှိပါတယ်ဒီလိုဖြူအောင်ရာနာကွက်လေးတွေကတေချာတိကျမှန်ကန်တဲ့ကုသမှုနဲ့ကုသရတယ်ဆိုလို့ရှိရင်အများစုကတက်တာပြောက်ခင်းအောင်ကုသလို့ရပါတယ်ဒါဆိုရင်ဒီလိုအဖြူအောင်ရာနာကွက်လေးတွေကဘာကြောင့်ဖြစ်မလဲဆိုတာဆက်ကြည့်လိုက်ကြရအောင်နံပါတ်1သမင်ဖြူသို့မဟုတ်ခရူသီယောဂါပေါ့နော် ဒီယောဂါကဘာကြောင့်ဖြစ်လဲဆိုတော့ကျွန်တော်တို့ရဲ့ရည်ပြားကာလာကိုဖြစ်စေတယ်မယ်လနိုဆိုက်ဆိုတဲ့ဆဲလေးတွေကိုကျွန်တော်တို့ရဲ့ခုခံစနစ်ကအော်တိုဖြည့်ဆည်းပြလိုက်လို့ဖြစ်တာပေါ့နော်ဒါကကျွန်တော်တို့ခုခံစနစ်ကမောကမဖြစ်ပြီးတော့ရည်ပြားအယောင်ကာလာဆဲလေးကိုဖြည့်ဆည်းပြလိုက်တဲ့ယောဂါမျိုးဖြစ်တယ်ပေါ့နော်ဒါကြောင့်ဒီယောဂါကလုံးဝပျောက်ကင်းအောင်ကုသလို့ရတဲ့နည်းလမ်းတော့မရှိသေးဘူးဒါပေမဲ့ကျွန်တော်တို့ပုံမဆိုးအောင်ဒါမှမဟုတ်ရင်အသားရောင်တက်အောင်ကုသလို့ရတဲ့နည်းလမ်းတွေရှိပါတယ်ဥပမာလေစာနဲ့ကုတာ တောင်းဝင်တောက်ဆေးလင်းစီနေကူတာတောင်းမလို့ရှင်ကျွန်တော်တို့အကွက်နေရာမများသေးဘူးဆိုလို့ရှင်အဲ့အကွက်နေရာလေးတွေကိုကျွန်တော်တို့ခွဲစိတ်ပြီးတော့ပေါင်ကအရေပြားနေတဲ့တော့စားထိုးပူးသားလို့ရပါတယ်ပေါ့နော်အဲ့တော့ဒီလိုခုသင်းယောဂါတွေကကျွန်တော်တို့မြန်မာနိုင်ငံမှာမဟုတ်ဘူးတခြားနောက်နိုင်ငံတွေမှာလည်းလုံအောင်ပြပြအောင်ပူးသားလို့မရသေးဘူးပေါ့နော်ကျွန်တော်တို့ဒီလိုဆရာဝန်တွေဒီလိုမော်ဒယ်တွေမှာတောင်းမှဒီလိုမျိုးယောဂါရှိတယ်ဒါပေမဲ့သူတို့ဘဝကိုသူတို့ကောင်းကောင်းမွန်မွန်ပုံမှန်လိုလိုပဲကြော်ဖြတ်နိုင်တယ်ပေါ့နော်ဒါကြောင့်ဒီလိုသမီးပြယောဂါရှိတဲ့လူတွေကိုကျွန်တော်အကြံပေးလိုတာက ဒီယောဂအကြောင်း ကျွန်တော်တို့ဆိုရင်ကြာစိတ်ညစ်စရာမလိုပါဘူးကိုယ့်ရဲ့အတွင်းကလေးသားတွေကိုယ့်ရဲ့တက်တန်းတွေကိုသွားပြီးတော့ထိခိုက်တာမျိုးမရှိပါဘူးပေါ့နော်ဟုတ်နံပါတ်2ကတော့ညင်ယောဂပါညင်ယောဂကတော့မြန်မာနိုင်ငံမှာအဖြစ်များတဲ့ယောဂလည်းဖြစ်တယ်လူတိုင်းနဲ့ရင်းနှီးပြီးသားလည်းဖြစ်တယ်အဲ့တော့ညင်ယောဂကဘာကြောင့်ဖြစ်လဲဆိုတော့အဓိကတော့သူကဆိုတိုင်းလို့ဖြစ်တယ် မှုယောဂါမျိုးဖြစ်တယ်အဲ့တော့မှုယောဂါတွေကသူကစိုထိုင်းတဲ့ຢာစီမှာအဓိကပေါက်တယ်သူကအေးသွားရင်တက်တာတယ်ဒါကြောင့်မို့ကျွန်တော်တို့စပယ်ညင်းစပယ်ညင်းဆိုပြီးတော့ခေါ်ကြတယ်ဒီလိုအေးတဲ့ຢာစီစပိုင်းအေးတဲ့ຢာစီဆိုရင်သူကပျောက်သွားလို့မဟုတ်နော်တကယ်တကယ်ကတော့သူကရတုအေးတယ်ဆိုလို့ရှိရင်သူကပြန်ဝင်သွားပြီးတော့ဒီစိုထိုင်းတဲ့ຢာစီတွေမှာဆိုရင်ပြင်ပြပြီးတော့ပေါ်တတ်တာမို့လို့ကျွန်တော်တို့ဒါစပယ်ညင်းလို့ခေါ်ကြတာမဟုတ်နော်တကယ်တကယ်ကညင်းယောဂါပါပဲစပယ်ညင်းဆိုပြီးတော့တိကျခွဲထုတ်ထားတဲ့ယောဂါမျိုးစားတော့မဟုတ်ပါဘူးနောက်တစ်ခုကတော့ဒီညင်းယောဂါတေချာစနစ်ကျတဲ့ကုသမှုနဲ့ဆိုရင်လုံးဝအရှင်းပြောင်း ကုလို့ရတယ်ကျွန်တော်ရကုသမှုဆိုလို့ရှိရင်အနည်းဆုံး3လောက်ကြာတယ်ဒါလို့ပို့သက်စီတောက်စီတွေပေးတယ်လိမ့်စီတွေပေးတယ်တခြားလိုအပ်တဲ့တောက်စီတွေပေးပြီးတော့အနည်းဆုံး3လောက်တော့ကုရတယ်ပေါ့နော်အဲ3ချက်ကတော့ကျွန်တော်တို့ Peter Reese Air ပါလို့ခေါ်တယ်ဒီမျက်နှာမှာဖြူရလေးဖြစ်တဲ့ယောဂါပေါ့နော်ဒီကောင်က ကလေးငယ်တွေနဲ့လူလက်ပိုင်းရွယ်မှာအဓိကအဖြစ်များတယ်ပေါ့နော်အဲ့တော့ဒီယောဂကသူ့ဘာသာသူဖျောက်သွားနိုင်တယ်ပေါ့နော်သူကအဓိကတော့ဒီမျက်နှာပေါ်မှာအဓိကအဖြစ်များတယ်အသားညိုတဲ့လူတွေမှာပို့ပြီးတော့တည်တာတယ်ပေါ့နော်တကယ်လို့မိမိကဒီယောဂဖြစ်တယ် ပို့ပြီးတော့မြင်မြန်ဆန်ဆန်ပျောက်ရှင်နေဆိုရင်သူ့ကိုဥသားလို့ရတဲ့နည်းလမ်းနေလည်းရှိပါတယ်ပေါ့နော်။နံပါတ်၄ချက်ကတော့ကျွန်တော်တို့နှင်းကူယောဂါတွေပါ။နှင်းကူယောဂါတွေကကျွန်တော်တို့ဆီလင်းဆီတောက်လို့တက်တာသွားတယ်ဆိုလို့ရှိရင်ဒီလိုမျိုးအဖြူပွက်လေးတွေဂျန်နေခဲ့တတ်ပါတယ်။ဆိုရီးစစ်လို့ခေါ်တဲ့ကျွန်တော်တို့ချုပ်ပွေးနာဒီထက်တရားနာမှာလည်းတက်တာသွားတယ်ဆိုလို့ရှိရင်ဒီလိုအဖြူပွက်လေးတွေဂျန်နေခဲ့တတ်ပါတယ်ပေါ့နော်။အဆုံးချက်ကတော့အဟာရချို့တဲ့ချိန်မှာဗီတာမင် D နဲ့ဗီတာမင် B တွေချို့တဲ့လူတွေမှာဆိုလို့ရှိရင်ခန္ဓာကိုယ်ပေါ်မှာဒီလိုအဖြူပွက်လေးတွေပေါ်လာတတ်ပါတယ်။ဒါဆိုရင်မိတ်ဆွေကမိမိ င်းခန္ဓာကိုယ်မှာဖြူခွက်လေးတွေပေါ်လာတယ်ဆိုလို့ရှိရင်ဘာကြောင့်ဖြစ်လဲဆိုတော့သိပြီလို့ရှင်ပါတယ်ကျွန်တော်ခုပြပြပေးတဲ့အကြောင်းအရာလေးရမိတ်ဆွေတွေအကျိုးရှိရဆိုလို့ရှိရင်ကိုမမခုလို့ရေးပေးသွားပါဒီလိုလေးကိုလည်းရှားမိတ်ဆွေတွေသိအောင် share ပေးသွားပါတကယ်လို့မိတ်ဆွေကကျွန်တော်နဲ့ online အနေနဲ့ရေပြာယောဂါတွေကိုဆွေးနွေးကူတာနေလဲဆိုလို့ရှိရင်ကျွန်တော်ရဲ့ TikTok ဘာအောင်မှာရှိတယ် Viber တော့မဟုတ် Telegram ဖုန်းနံပါတ်ကိုဟိုင်းပြီးတော့ဆက်သွင်းနိုင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်နောက် video တွေမှာပြန်လည်ဆုံတွေ့ကြပါမယ်